သတ်တင်ကြပါစို့တရားတော်ရဲ့အမည်ကပြည့်တဲ့ရင်ပါတယ်လေစိတ်ထားကောင်းတာသူ့ကြောင့်ပါတဲ့အမည်ရတဲ့တရားကောင်းသည့်ရဲ့အောက်မှာတို့သူတော်စင်တို့အားဘယ်နှချက်လောက်ဟောပြောပြတာသင်ကြားပေးမလဲလို့ဆိုရင်စုပေါင်း၃ချက်သင်ပေးမယ်ဘယ်နှချက် အဲ့ဒါတွေကဘာလဲပြောရင်နံပါတ်1ပါရမီဟုသည်ပဲပါဟုသည်နောက်နံပါတ်2ကပါရမီ3မျိုးတဲ့ပါ3မျိုးနောက်နံပါတ်3ကပါရမီ10ပါတဲ့ပါ10ပါအလုံးပေါင်းရင်ဘယ်နှချက်အဲ့ဒီ3ချက်ကိုယနေ့ညကြွားရောက်လာကြတယ် အလုံးသော သူတော်စင်ပရိသတ်အပေါင်းသူတော်ကောင်းတို့အားဟောပြောပြတ်တင်ကြားပေးမှာဖြစ်ပါတယ်။တို့သူတော်စင်များတရားတော်များကို နာကြားခွင့်ရတဲ့အခိုက်တန်ကိုနာလိုက်တဲ့တရားကို သိအောင်တက်အောင်နားလည်အောင်နာရမယ်။ဘလို့နာရမလဲ။ေတို့သူတော်စင်များတရားတော်များကို များများ နာကြားခွင့်ရရင်ကိုယ့်ရဲ့ဘဝမှာကိုပြီးတော့နေနီးထိုင်နီးနေမရဘူးလားမရပါဘူးခင်ဗျာတန်တရာလွတ်ချင်တယ်ဆိုရင်လည်းပဲဒုသူရစင်များလွတ်ခွင့်လွတ်နိုင်ခွင့်မရဘူးလားမရပါဘူးခင်ဗျာရရအေးအဲ့ဒါဒီဒုသူရစင်များခုလိုတရားဝဲတွေကျင်းပလို့ကထိန်လေလူရန်လို့ရံခံဝဲတွေကျင်းပတာဒီဟုတ်အနောယထာက ဒီဖရာတဲတာလားဘယ်ဖရာတဲတာလဲဒီဖရာကြီးကိုတဲတာဆိုတော့အနောယထာသိပ်ပြီးတော့ဂျေစုတင်เสียကောင်းတယ်ဒုသူတော်စင်များအနောယထာရဲ့စိတ်ထက်အလုံးသောဒုသူတော်စင်တို့ရဲ့စိတ်ထဲမှာလည်းပဲရှိတဲ့သာသနာဝန်ထမ်းဖြစ်ကြတဲ့ယဟန်ပုဂ္ဂိုလ်ဒီရှင်သာမဏေတို့ရဲ့တန်တံမှာလည်းပဲအနောယထာရဲ့စိတ်ထက်ရှိတဲ့နေ ဒီနိုင်ငံကိုသာသနာကြည်ကြည်ပြန့်ပြန့်ဖြစ်လာတာဘုသူကျေးဇူးတွေလေအေးရှင်းနာနေနေဒူးလိုက်လို့ရှင်ရင်ပေါ့သာသနာမြန်မာကိုရောက်လာတဲ့ပုံလေးကို ကြည့်ကြည့်ရင်သာသနာရဲ့အစလေးကိုနည်းနည်းပြန်အာယုံပြုကြည့်နော်ရှင်းနာလေးမှာနည်းနည်းကြည့်လိုက်လို့ရှင်ရင်ဒီသာသနာတော်ဒီလိုရှေခန့်တည်တံ့လာအောင်ကျေးဇူးပြုခဲ့တဲ့ လူပုဂ္ဂိုလ်ယဟန်ပုဂ္ဂိုလ်ရှိတယ်။ဘာရှိလဲ။ဘုဟုယဟန်ပုဂ္ဂိုလ်။အဲလူပုဂ္ဂိုလ်ဘက်ကအဇာတသက်မင်းနဲ့ဘာမင်းသာသနာ့ပါဗျာ။တို့သူတော်စင်များတော်တော်များများသိထားကြတာကအဇာတသက်ဒီဘာတက်တဲ့သားလဲ။ဟောကင်ကိုတက်တယ်။ပြီးတော့ဌီနန်းစည်းစိမ်သူရသွားတယ်။ပထမတော့ဌီနန်းစည်းစိမ်ကြီးရခြင်းလို့သူတက်ပလိုက်။ လက်သေးထိနှံစည်းစိမ်ရလာတော့လေအဖေရှိသေးလားမရှိတော့တဲ့အဲ့ဒီခံစားချက်ကြောင့်တဖြည်းဖြည်းသူသည် စိတ်ဓာတ်တွေသိပ်ပြီးတော့အာငယ်တယ်သူ့ရဲ့ဖခင်ကို ပြန်ပြန်ပြီးတော့အမှတ်ရအဲ့ဒါမျိုးအမှတ်ရပြီးနောက်ပိုင်းမှာဘာသာရေးတွေအများကြီးလောက်သွားတယ်အခုဒီမှာသာသနာတည်ဖို့လှုပ်တော့ဂျေစုရှင်နဲ့မှာအဇာတသက်မင်းဟာပထမသံဃာယနာရဲ့ ဒါယကဘာယဒါယကပထမသံဃာယရဏယဲ့ဒါယကသံဃာယရဏသံဃာယနာဆိုတာကသံယေဂာယနာယေပေါင်းဆက်ထားတာဘာနဲ့ပါလဲသံဃာစုပေါင်းပြီးတော့ဂာယနာကရွတ်ဆိုတာအဲ့ဒါကိုဘာတင်နေခေါ်တာလဲသံဃာယနာတင်နေခေါ်တာဒီသံဃာယနာတင်လာရတယ်ဆိုတာကလည်းပဲ ဘလို့ကြောင့်တန်ဃာယနာတင်ရလေလို့ပြောတော့ဘုရားရှင်ကိုရောမြတ်ပရိနိဗ္ဗာန်သံဃာသရက်ပိုင်းပဲရှိသေးတယ်အဲ့ဒီထဲမှာယဟန်စုတစ်ပါးကနေပြီးတော့သစ်မိုင်လေးဒူရဝိပီးသူ့ရဲ့ပခုံးပေါ်မှာလဲဘရုံမာကြာပကြီးကိုထမ်းပြီးတော့လက်ပတ်ပြီးကတယ်မလောက်တာလေလက်ပတ်ပြီးတော့အဲ့ဒီကြာပန်းကြီးထမ်းပြီးတော့ကဘာလို့ကလဲလို့သူ့သွားပြီးတော့မေးကြည့်တော့ ငကူကတို့ကိုဒါမလုံနဲ့ဒါတော့လုံရမယ်ဒါလုံရင်အပြစ်ရှိတယ်ဒါလုံရင်တော့အပြစ်မရှိဘူးဆိုပြီးတော့စီမင်းစည်းကမ်းတွေသိထုတ်တဲ့ပုဂ္ဂိုလ်ကြီး အခုတော့မရှိတော့ဘူးနေခြင်းသလိုနေမယ်ကြိုက်တဲ့စည်းကမ်းကို လိုက်နာမယ်မကြိုက်တဲ့စည်းကမ်းကိုပဲဖျက်ပြင်မယ်ဆိုပြီးတော့လက်ပတ်ပြီးတော့အဲ့ဒါမျိုးကနေတာကို တွေ့လေရတဲ့ဘာသာစိတ် သာသနာစိတ်ဖျားကိုချစ်စိတ်အပြည့်အဝရှိတဲ့အရှင်မဟာကတ္တပတဲ့ဘယ်သူတဲ့လဲရှင်မဟာကတ္တပသည်သာသနာတော်မှာကြည်လိုက်ရင်တတိယနေရာလောက်ရှိတယ်ဘယ်လောက်မှရှိရှင်ဆုံးကရှင်သာရိပုတ္တရာဒုတိယကအရှင်မောဂလံတတိယကအရှင်မကတ္တပါ ဘုရားရှင်ကိုရောမြတ်ကရှင်သာရိပုတ္တရာရှင်မောကလန်နဲ့တောင်သင်္ကန်းချင်းလဲပြီးတော့ဝိတ္တမရှိခဲ့ဘူးဘသူနဲ့လဲဝိတ်ခဲ့တယ်ရှင်မာကတ္တပကို အမျော်မြင်ကြီးကြီးနဲ့ချီးမြောက်တဲ့အနေနဲ့သင်္ကန်းချင်းလဲပြီးတော့ဝိတ်တဲ့အဆင့်ထိဘုရားကချီးမြောက်ခဲ့တယ်ဒါပေမဲ့သာသနာတော်ကိုဘယ်သူဥဆောင်စေဘယ်ပုဂ္ဂိုလ်ကနေပြီးတော့အုပ်ချုပ်စေလို့ဘုရားပေးသွားတာရှိလားအဲ့ဒါမျိုးမရှိဘူး ဘာသာစိတ်သာသနာစိတ်ရှိတဲ့ပုဂ္ဂိုလ်ကထမ်းရွက်ကြရတာခုဒီမှာလည်းပဲကြည့်လိုက်တော့ဒီဖြစ်စဉ်ကိုကြည့်ပြီးတော့ဖယားမှာပရိနိဗ္ဗာန်စန္ဒာရက်ပိုင်းပဲရှိသေးတယ်ဒီလိုယမ်းနေပေါ်လာခဲ့ဒီပုံစံမျိုးနဲ့ဆိုရင်ဒီဘာသာဒီသာသနာကွယ်သွားလိမ့်မယ်မဖြစ်ဘူးတန်ဃာယနာတင်မှဖြစ်မယ်ဆိုပြီးတော့ယဟန်900ရွေးတယ်ဘယ်လောက်ရွေး ငါးရာမှာလဲစည်းကမ်းတွေထုတ်ထားတယ်ယဟန္တာဖြစ်ရမယ်ပြောကြည့်ပါယဟန္တာဖြစ်ရမယ်ဘာလို့ယဟန္တာဖြစ်တော့ကိုစည်းကမ်းထဲမှာထည့်လိုက်တယ်လဲပြောရင်ယဟန္တာမဖြစ်သေးတဲ့ဥစဉ်တို့ဘုထုဇဉ်လူသားများကြတော့ဘုထုဇဉ်ယဟန်များကြတော့ဗတ်လိုက်တာမျိုးတွေကိလေသာ နောက်ကရှိနေတဲ့အတွက်ကြောင့်မို့မတရားလောက်တာမျိုးတွေမမှန်တာကို အမှန်ထင်တာတွေ ဒါမျိုးတွေပါလာမှာစိုးတဲ့အတွက်ကြောင့်မို့ဘာတွေကိုပဲရွေးလိုက်လဲယဟန္တာအရိဟန္တာကိလေသာအလုံးကိုတထားပြီးတဲ့ပုဂ္ဂိုလ်ကြီးကြီးတယ်ရွေးချယ်လိုက်တယ်အဲ့ဒီရွေးချယ်ပြီးတော့ယဟန္တာတွေမဟုတ်သေးဘူးဖြစ်ရမယ်ဂုံကြီးထဲမှာပဋိသင်္မိတာပတ္တလည်းဖြစ်ရမယ်တဲ့ဘာဖြစ်ရဟေးပဋိသင်္မိတာပတ္တဆိုတာကစာတက်ပေတက်လို့ပြောတယ်ပါလေစာတက်ပေတက် ဲ့ဒါကြောင့်ယန္တာလည်းဖြည့်ရမယ်စတတ်ပိတ္တလည်းဖြည့်ရမယ်စတတ်ပိတ္တနဲ့ကြတော့ဘာကွာသွားလဲပြောရင်တရာတိဆောက်ထားဖို့မှားရင်မှန်ရင်အဲ့ဒီစတတ်ပိတ္တကလိလသုံးသက်ပေးပြီးတော့ဓာတိအမှန်ဓာတိအမှန်ကဲနမူနာအဖြစ်ကြည့်ရင်စပေမှာရေးထားလိုက်တယ်ဒုက္ကတိဒုက္ကတိပေါ့ပါတယ်လေဒုက္ကတိဒုက္ကတိရေးကြတယ်ဒုက္ကတိလို့လည်းရေးတယ်ဒုက္ကတိလို့လည်းရေးတယ် အဲ့ဒါဆိုရင်တာမန်ဖတ်တဲ့ပုဂ္ဂိုလ်ကတော့ဒုမကောင်းတာဂတိလားရမကောင်းတဲ့လားရလို့အမှန်လို့လူတိုင်းကသတ်မှတ်เสียရှိတယ်ပေါ့စာပေနဲ့ကြည့်ရင်အဲ့ဒါမျိုးမရဘူးဒုနောက်မှာရှိရင်နှလုံးစဉ်အခရာပဲရှိရတယ်တလုံးနဲ့မနေရဘူးဆိုတော့စာပေစည်းကမ်းရှိအဲ့ဒါကြောင့်မို့နောက်ကနေတဲ့အခရာဒီဒုကတိကသာအမှန်ဒုကတိဆိုရင်အမှားအဲ့ဒါကြတော့ grammatical rule များကိုသေးသေးချာချာ လိလာထားတဲ့ပုဂ္ဂိုလ်တရာစည်းကမ်းတွေကိုလိလာတရာရဲ့အနတ်တွေကိုစနစ်တကျလိလာထားတဲ့ပုဂ္ဂိုလ်ကမှအမှအမှန်ဝေဖန်သုံးသပ်နိုင်တာစဖတ်တဲ့ယုံနဲ့ရရလားမရပါဘူးအေးမရဘူးအကောင့်ဒီမာပဋိသင်္မိရာပတ္တလည်းဖြည့်ရမယ်ယဟန္တာလည်းဖြည့်ရဘယ်နှချက်လဲနှစ်ချက်တစ်ချက်သေးပေါင်းပြောရင်တော့ပฏิသံဘိဒာပတ္တယဟန္တာဖြစ်ရမယ်ပေါ့။ဘာဖြစ်ရမလဲ ပဋိသင်္မိတာဗတ္တယန္တာဖြစ်ရမယ်လို့အဲ့ဒီစီကန်းတဲ့ရွေး900ရွေးပြီးတော့တန်ဃာယနာတင်တဲ့ကိစ္စတွေကို လုပ်တယ်တန်ဃာယနာတင်တဲ့အခါကျတော့အစည်းအဝေးချမှတ်ပြီးတောင်းသုံးလုံးတွေကိုထည့်မယ်လို့အစည်းအဝေးလုပ်လိုက်တာတောင်းဘယ်နှလုံးတောင်းကိုပါဠိလိုပိတကပါဠိလိုဗါတယ်လေပိတက ပိတကလို့ပြောရမယ်ပိတကလို့ပြောလိုက်လို့ရှင်ကတ်ဒီတဝင်းမှုလေးပါတယ်တတိတရားတရားဒီတိတိဒီသတိလို့အဓိပ္ပာယ်ရတယ်သုံးလို့အဓိပ္ပာယ်ရပါအဲဒါကြောင့်ပိတကဆိုလို့ရှင်ဘုဘကသုံးပုံထဲစရာမလိုဘဲနဲ့သုံးပုံပါပြီးသားပိတကဆိုရင်တော့နောက်ကဘာထည့်ပြီသုံးပုံပိတကသုံးပုံဘာသုံးပုံပိတကသုံးပုံ ပိဋကဆိုတာတောင်ချင်းတောင်းလို့အဓိပ္ပာယ်ရတောင်းသုံးလို့လို့အဓိပ္ပာယ်ရတာဘာသုံးလို့ဘုရားပရိနိဗ္ဗာန်ဇံသွားတော့အဲ့ဒါတောင်းသုံးလုံးချပြီးတော့ချဲ့ဖို့ရအစီအစဉ်တွေလုပ်ကြတယ်ကဲဘယ်လိုထဲ့မလဲလို့ပြောတော့တူရတူရပေါင်းမယ်တဲ့ဘုရားဟောခဲ့တဲ့တရားတွေကိုဘယ်လိုလုပ်မှလဲအေးတူရတူရကိုအဲ့ဒါပေါင်းထဲ့မယ်ဆိုပြီးလုပ်လိုက်တော့ အဲ့ဒီတူရတူရပေါင်းတာလေတာမန်ပုဂ္ဂိုလ်ပေါင်းနိုင်ဖို့လွယ်ရဲ့လားမလွယ်ဘူးဒါယန္တာတွေဖြစ်ကြလို့ဇာတ္တပေတ္တတွေလည်းဖြစ်ကြလို့ဒီမှာပေါင်းနိုင်ကြတာအဲ့ဒါမျိုးဖြစ်ပြီးတော့ပေါင်းထည့်မယ်လို့တော့ပထမဆုံးကဘာကိုရွေးလိုက်တယ်လဲပြောရင် စီမြင်စည်းကမ်းတွေကိုတောင်းတလုံးနဲ့ထည့်ပါတယ်လေစီမြင်စည်းကမ်းဆိုတာကဘိက္ခုတွေရှိတယ်ဘိက္ခုနီရှိတယ်ပြောကြည့်ပါဦးဘာရှိတယ် အဲ့ဒီဘိက္ခုများဘိက္ခုနီများကျင့်သုံးရတဲ့စီမင်းစည်းကမ်းတွေကို တောင်းတလုံးတွေကိုထဲ့တယ်။အဲ့ဒါကိုဝိနယပိတကတဲ့။ဘာပိတကဝိနယပိတက။အဲ့ဒါဝိနယပိတကဝိနိပိတကလို့ခုခေါ်ကြတာမရှိဘူးလား။အဲ့ဒါကြောင့်ဒုသူရစင်များကသေးသေးချာချာရှင်းနေအောင်မှတ်ရမှာကစီမင်းစည်းကမ်းနဲ့ပတ်သက်လို့သိကြရင်ဝိနီးကိုဖတ်ရ။ဘာသိကြရင် စီမြင်စီကံနေသိခြင်းရန်တော်များဘလို့နေရသလဲရှင်သာမဏေတွေဘလို့နေရသလဲသာသနာဝန်ထမ်းတွေဘလို့နေရမလဲစီကံနေအဲ့ဒီမှာရှိအဲ့ဒါကြောင့်ဝိနယဘိတက နောက်ထပ်တောင်းတလုံးတွေကိုထည့်ဖို့ကြတော့ဘာဒီထည့်ဖို့ရပြင်ဆင်ရသလဲပြောရင်နီလန်းတွေကို စုပေါင်းပြီးထည့်တယ်တဲ့ဘာတွေကိုနီလန်းဆိုတာကဘုရားရှင်ကိုရောမြတ်တရားဟောသွားတော့ကနီလန်းမျိုးမျိုး သုံးပြီးတော့ဟောတာရှိတယ်။နီလန်းမျိုးမျိုးဆိုလို့ဟိုလိုအောက်လန်းနေအထက်လန်းနေသုံးတာဟုတ်ရဲ့လား။အင်းအဲ့ဒါမျိုးမဟုတ်ဘူး။တရဝံရဲ့အလိုဆန္ဒကို ကြည့်ပြီးတော့ဒီဇယိုက်ဆိုရင်ဒီတရား။ဒေါသဇယိုက်ဆိုရင်ဘယ်လိုတရား။မောဟဇယိုက်သမားဆိုရင်ဘယ်လိုတရား။အဲ့ဒါမျိုးတွေနဲ့ရွေးချယ်ပြီးတော့ဖျားဟောခဲ့တဲ့တရားတွေရှိတယ်။အဲ့ဒါတွေကို တောင်းတလုံးနဲ့ထည့်အဲ့ဒါကိုတုတ်တန်တပိတကတဲ့ဘာပိတကတဲ့ သုတ်တန္တဆိုတာချီတမြင်ချီလို့အဓိပ္ပာယ်ရတယ်ချီကျိုးပါပဲပါကျိုးလေချီကျိုးဆိုတာကတခုခုကိုဖြောင်းအောင် လုပ်မယ်ဆိုရင်ကျိုးဆွဲတာမရှိဘူးလားအဲ့ဒီတိုင်းပဲကျိုးလို့ပဲတမြင်ကျိုးလို့ပဲနောင်လားနောင်သားဖြစ်တဲ့ပုဂ္ဂိုလ်များကိုယ်စရိုက်ကိုယ်အတိဆုံးဖြစ်လိမ့်ဟုတ်တယ်မဟုတ်လားလောဘစရိုက်တွေရာဂစရိုက်တွေသိကြည့်ရင်ဘာတရားကျင့်ရမယ်ဆိုတော့အဲ့ဒီသုတ်တန်တွေဖတ်ရင်သိတယ် ဒီတိုင်းပဲမောဟသရိုက်တွေကြီးရင်လည်းဘယ်တရားဖတ်ရဘယ်တရားကိုကျင့်ရမယ်ဆိုတာသိနိုင်တယ်။တမင်းကျိုးလို့ဖြောင်းနေအောင်ပြထားတာတဲ့။ဘယ်လိုပြထားတာ။ဖြောင်းနေအောင်ပြထားတဲ့အတွက်ကြောင့်မကွေ့အောင်မကောက်အောင်နော်အဲ့ဒီရည်ရွယ်ချက်နဲ့အဲ့ဒီပိတကကိုဘာလို့မှဲ့လဲသုတ်တန်တပိတကဘာပိတကအဲ့ဒါကြောင့်ပိတကဗဏ္ဏပုံရသွားလေနတ်ပုံဝိနယပိတက သုတ်တန္တဗိတက နောက်တစ်ခုကတော့အခက်ခဲဆုံးပေါ့တောင်တလုံးနဲ့ထည့်အဲ့ဒါဘာတွေထည့်တယ်လဲပြောရင်သဘောတရားတွေကို ပေါင်းထည့်တယ်ဘာတွေကိုပေါင်းထည့်တာအေးဘာရဲ့သဘောလဲပြောရင် the nature of mind to matter ရဲ့အကြောင်းတွေပေါ့ရုပ်ရဲ့သဘောတွေနာမ်ရဲ့သဘောတွေကိုအဲ့ဒီ Buddhist philosophy ထဲမှာထည့်ပြီးသွားတယ်ဟုတ်လားအဲ့ဒီအဘိဓမ္မာရဲ့သဘောတရားတွေမှာသွားပြီးတော့ကြည့် ခက်ခဲတယ်နဲ့နေတယ်။ဘာဖြစ်လဲ။ခက်ခဲတယ်နဲ့နေတယ်။အဲ့ဒီအဘိဓမ္မာရဲ့သဘောဆိုတာတခြားမဟုတ်ဒုခန္ဓာရဲ့အကြောင်းပဲ။ဘယ်ရဲ့အကြောင်းလဲ။ခန္ဓာရဲ့အကြောင်းဒီခန္ဓာကိုကြည့်ရင်ပြဉ္ညာအမိပေးထားတာမရှိဘူးလား။အဲ့ဒီပြဉ္ညာရဲ့သဘောတဘာဝတွေလည်းပဲတဘာဝတိုင်တင်ပြတာတွေရှိတယ်။နောက်အထဲထဲမှာအနစ်ချုပ်ကြည့်လိုက်ရင်ပြဉ္ညာကိုဉာဏ်နဲ့ထိုးဖောက်ပြီးကြည့်လိုက်ရင်ပြဉ္ညာပျောက်သလားမပျောက်ဘူးလား။ ြင့်ညက်သည်တဏ္ဏပြောင်းရင်အကုန်ပြောင်းတယ်။ဘာပြောင်းရင်တဏ္ဏပြောင်းရင်အကုန်ပြောင်းတယ်။အဲဒါကြောင့်ပြင့်ညက်သည်မတည်မြဲဘူး။ထားပါတော့မကြီးပင်ထား။မကြီးပင်လို့ပြောတာမရှိဘူးလား။မရှိပါဘူး။ကဲအဲ့ဒီမကြီးပင်ကိုခုတ်ချလိုက်တယ်နော်။လဲချလိုက်ပြီဆိုရင်ကဲအဲ့ဒီမကြီးသားကိုတဖြည်းဖြည်းနဲ့အတုံးတုံးလေးတွေလောက်တာမရှိဘူးလား။အဲ့ဒါဆိုရင်မကြီးပင်ခေါ်တာလားမကြီးသားခေါ်တာလားဘာပြောင်းလို့နာမည်ပြောင်းသွားတာပုံပြောင်းလို့ ုံပြောင်းလို့နာမည်ပြောင်းသွားတာပြောကြည့်ပါဦးပုံပြောင်းလို့နာမည်ပြောင်းသွားတာအဲ့ဒါကိုထင်းဆိုင်ပြန်တော့ဘာထင်းပြစ်သွားမကြီးထင်းပြစ်သွားတယ်အဲ့ဒါပုံပြောင်းရင်ပြောင်းတယ်အဲ့ဒါမီးသွေးဖြစ်သွားရင်လည်းဒါကဘာမီးသွေးလဲမကြီးပင်ထွက်တဲ့မီးသွေးအဲ့ဒါမျိုးပြောင်းပြောင်းသွားပုံတံပြောင်းရင်ပြည့်ညက်ပြီးနာမည်ပြောင်းထွက်သွားတယ်ဟုတ်တယ်မလားအဲ့ဒါကြောင့်သူ့ရဲ့ ပြဉ္ကိုအမတရာလိုက်လု့မရောင်အဲ့ဒအမှတရာကအထဲထဲမှပမတ်သဘောရှိတယ် ultimate truth တွေရှိတယ်အဲ့ဒီပရမတ်သဘောကိုကြတော့နောက်ထပ်ထပ်ကြုံလို့ရသေးလားမရတော့ဘူးအဲ့ဒီပရမတ်သဘောတွေကိုဒီအဘိဓမ္မာထဲမှာတင်ပြတာပရမတ်သဘောဆိုတာတခြားတော့မဟုတ်ဘူးခန္ဓာမှာရှိတဲ့ရုပ်တရားနဲ့နာမ်တရားပဲဘာတရားနဲ့ဘာတရားအဲ့ဒါကြောင့်ရုပ်ရဲ့အကြောင်းနာမ်ရဲ့အကြောင်း အဲ့ဒါတောင်းတလုံးလေးကိုထဲ့တယ်အဲ့ဒါကိုဘာပိတကအဘိဓမ္မပိတကပြောကြည့်ပါဦးဘာပိတကအဘိဆိုတာသာလွန်တာဧရက်သာတယ်လို့ပြောရင်သာရာကရှေ့ကတုတ်တံတို့ဝီနီတုတ်တံတဲ့သာရာအဲ့ဒါကိုစပေမှာအဘိစပေမှာဗာလဲအဘိအဲနောက်ကဓမ္မကသဘောသဘောဆိုတာဘာရဲ့သဘောလဲပြောရင် ရုပ်ရဲ့သဘောနာမ်ရဲ့သဘောခြုံပြောရင်တော့ခန္ဓာရဲ့သဘောပါပဲဟုတ်တယ်မို့လားအဲ့ဒီသဘောတရားတွေကိုတောင်းတလုံးလေးကိုထဲ့တော့ဗာပိတကအဘိဓမ္မပိတကတဲ့အဲ့ဒါတောင်းပနဲ့လုံးအဲ့လိုဆိုတော့ဓာဝကောင်းရှင်းအောင်မှတ်ထားဖို့လိုတယ်ပေါ့ဘုရားဘာသာဖြစ်ရင်လူတိုင်းသိနေဖို့လိုတယ်ကိုဘုရားဟောသွားတဲ့တရားကိုဘသူကပဲမင်းမေကိုကိုယ်တိုင်းသဘောတရားနဲ့လေ့လာကျင်တာပဲဖြစ်ဖြစ်စနစ်တကျသိဖို့မလိုဘူးလားမလိုပါဘူး ရန်တော်များကျင့်သုံးရမယ်ဝိနည်းတွေအကြောင်းလေ့လာခြင်းဝိနည်းပိတကဖတ်ဟုတ်တယ်မလားကဲနောက်တစ်ခုကကိုကျင့်သုံးရမယ်နီလန်းတွေသိခြင်းရင်ဘာဖတ်ရမလဲသုတ်တန္တပိတကကိုဖတ်ရုပ်ရဲ့သဘောနာမ်ရဲ့သဘောတွေသိခြင်းဘာကိုဖတ်အဘိဓမ္မာပိတကရုပ်သဘောနာမ်သဘောဆိုတာဒီလိုဟာမျိုးနမူနာလေးပြောပြနော်ဉာဏ်စိတ်ဖြစ်တယ်ဆိုတာမရှိဘူးလားရှိပါဗျာတို့သူတော်စင်များတို့ရဲ့တန်တန်ကိုပဲကြည့်ကြည့်ပေါ့နော် အခုစိတ်လေးတွေဖြစ်ဖြစ်သွားတာမရှိဘူးလားမရှိပါဘူးမြင်စိတ်ကြားစိတ်နံစိတ်လျှက်တဲ့စိတ် မရှိဘူးလားမရှိပါဘူးဗျာထိသိစိတ်တွေမရှိဘူးလားမရှိပါဘူးအဲအဲ့ဒါအတွေ့အထိကိုသိတဲ့ဒီစိတ်တွေရှိတယ်ဟုတ်လားအဲ့ဒီစိတ်တွေဒီတို့ရဲ့ခန္ဓာထဲမှာရှိနေပြီးတော့ထွက်ထွက်ပြီးတော့မြင်တာကြားတာဖြစ်တာလားဒါမှမဟုတ်ရင်အပြင်ကအကြောင်းအရာတွေနဲ့ပေါင်းဆက်လို့စိတ်ဖြစ်တာလား ဆိုရင်ကဲတို့တို့တို့သမီးဘာကြောင့်ဖြစ်တာလဲအရှိတရားလားအဖြစ်တရားလားအရှိတရားလားအဖြစ်တရားလားအရှိတရားဆိုတို့တရားရှုလို့ဘယ်ရမလဲဟုတ်တော့မလားအရှုဒီကအရှိတရားဆိုရင်နမူနာအဖြစ်ကြည့်ရင်ခန္ဓာတိကွန်ပျူတာနော်ကွန်ပျူတာလို့သဘောထားပြီးတော့အဲ့ဒီကွန်ပျူတာတွေကို install mount ထည့်ထားတယ်လို့ဖြစ်သွားမှာပေါ့ ခန္ဓာတဲကိုအတိတရားထည့်ထားရင် မောင်းထည့်ထားသလောက်ဒေတာပဲပြန်ထွက်မယ်အတိတ္တိမထွက်မရနိုင်ဘူးရနိုင်ရလားမရနိုင်အဲ့ဒါကြောင့်မို့စိတ်တည်ပြီးအထဲတဲကို မောင်းထည့်ထားတာမဟုတ်ဘူးဒါပေမဲ့ဖြစ်နိုင်ခြင်းဘာတွေလဲဖြစ်နိုင်ခြင်းဒုသဏ္ဍာန်မှာ အကုန်ရှိတယ်ဥပမာအဖြစ်ဒီခန္ဓာကိုယ်ဒီမိချစ်နဲ့တူတယ်ဘာနဲ့တူမိချစ်နဲ့တူပါဗျာမိချစ် gas မိချစ်လေးပဲထားပေါ့နော်အဲ့ဒီမိချစ်လေးထဲမှာ gas ထည့်ထားတယ် ဘက်စီလည်းရှိတယ်နှိပ်ဖို့ရခလုတ်လေးလည်းရှိတယ်ဒါပေမဲ့သူ့ကိုသွားပြီးတော့အဲ့ဒီခလုတ်လေးကိုမဖိမချင်းဘိန်းလုံးကိုချစ်မချမချင်းဘာမထွက်ဘူးလဲမီးမထွက်ဘူးအဲ့ဒီတိုင်းနော်ပုံမှန်ဒုသန္တန်ဒီစိတ်အသည့်ဒီတိုင်းနေရင်မဖြစ်ဘူးရှောက်ကြည့်နေလို့စိတ်သည့်ဖြစ်လာတာဟုတ်တယ်မို့လားအဲ့လိုဆိုမြင်စိတ်တစ်ခုဖြစ်တာကိုပဲကြည်ကြည်ပေါ့ unconscious ဖြစ်တယ်။မြင်စိတ်တစ်ခုဖြစ်တယ်ဆိုရင ဒီတိုင်းတန်းပြီးတော့မြင်သွားတာမဟုတ်ဘူးတန်းမြင်တာဟုတ်ရဲ့လားတန်းမြင်တာမဟုတ်ဘူးမြင်မယ်ဆိုရင်မျက်စိအကြည့်ရှိမှ မြင်နိုင်တာဘာရှိမှမျက်စိကိုစက္ခုအကြည့်ကိုပဒါရစက္ခုပဒါရရှိမှဘာရှိမှစက္ခုပဒါရဆိုတာလဲမျက်လုံးတစ်လုံးလုံးကြီးပြောတာမဟုတ်ဘူးအဲ့ဒီမျက်လုံးထဲမှာတဲ့တဲ့လေးမှကြည့်လိုက်တယောက်နဲ့တယောက်ရှင်မြန်းကြည့်လိုက်အယုတ်လေးတွေသူ့ဘက်ကိုယ့်ဘက်ထင်းနေတာမရှိဘူးလား အင်းအဲ့ဒါလေးကအဲ့ဒါမျက်စိအကြည့်တဲ့ဗာအကြည့်တဲ့မြင်မယ်ဆိုရင်ဒီအကြည့်ရှိမှာဒီအကြည့်ဘလောက်ရှိကြည့်မျက်လုံးပိတ်ထိုင်မြင်သေးလားမြင်ပါဘူးအဲ့ဒါကြောင့်တရားအထုတ်တဲ့အခါတော်တော်များများမျက်စိကိုဘာလုပ်ခိုင်းပိတ်ခိုင်းနေဖွင့်ထားရှောက်ကြည့်ဩဘာဖြက်သွားတာဟာဟိုကောင်တော့ဖြက်သွားပြန်ပြီဘူဝသေးသွားပြန်ပြီဒါလုတ်သွားပြန်ပြီအကုန်လိုက်ပြီးတော့ကြည်နေလို့ရှိရင်တရားဘယ်မှတ်လို့လွယ်မလဲဟုတ်တယ်မလားအဲ့ဒါကြောင့်သူဒီမှာမျက်စိအကြည့် ပြီးသွားလို့ရှိရင်ဒီအကြည့်ရှိုံနဲ့မရဘူးမြင်စရာပစ္စည်းလည်းရှိမှာဘာလဲရှိမှာဟမ်မြင်စရာအာယုံရှိဖို့မလိုဘူးလားအဲ့ဒါမြင်စရာဆိုတဲ့အရာကိုရူပအာယုံနဲ့တွဲတော့ရူပယုံနော်ရူပယုံဆိုတာ visible object ကိုပြောတာမြင်နိုင်တဲ့ပစ္စည်းပေါ့ဘာလဲမြင်နိုင်တဲ့ပစ္စည်းကိုပြောတာမြင်နိုင်တဲ့ခုဒီမှာရှိမှာပန်းမရှိဘူးလားဒီပန်းရှိတယ်ဒီဘက်ကမျက်စိကလည်းအကြည့်ရှိတယ်အဲ့ဒီလို ဒီပန်းလေးကိုခေါ်တော့ရူပယုံလို့မခေါ်ဘူးလားမှန်ပါဗျာရူပယုံဆိုတော့ရူပကအစဉ်အာယုံကပါခေါ်တာလေအာယုံဆိုတာမြန်မာလိုပါပြောစိတ်ရဲ့ပျော်မွေ့ရာပြောကြည့်ပါဦးစိတ်ရဲ့ပျော်မွေ့ရာဒီဘက်ကိုပျော်ခြင်းလို့ဒီစိတ်ကညွတ်သွားတာဟုတ်တယ်မဟုတ်လားဒီဘက်ကမညွတ်လို့ကတော့ဒီပန်းဘလောက်ချထားတာမမြင်ရဘူးဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်အစဉ်ဘက်ကို စိတ်ကပျော်လို့အဲ့ဒီဘက်ကိုညွတ်လိုက်တယ် ဲ့လိုဆိုတော့ဒီဘက်ကအကြည်တဲ့ဒီဘက်ကမြင်စရာပစ္စည်းကြည်လိုက်တာနဲ့ဒိုင်းကနေတိုက်သွားတာရှိတယ်။အဲ့ဒီဒိုင်းကနေတိုက်သွားလိုက်လို့ရှိရင်ဝုံးကနေတန်းပြီးတော့မြင်သိစိတ်ဆိုတာဖြစ်သွားတာ။ဘာစိတ်ဖြစ်သွားတာ။မြင်သိစိတ်ပါဗျာ။အဲ့ဒါကြည်လိုက်လို့ရှိရင်မိจิตကိုလက်နဲ့မလုပ်လိုက်တာလေ။ချစ်ချလိုက်တယ်ဖိချလိုက်ရင်အဲ့ဒီနားမှာအမိန်ပေးစရာမလိုဘူး။အကုန်အစင်သင်းသာရှိနေရင် ထဲထဲမှာ gas ရေကလည်းရှိမယ်ဒီဘက်ကခလုတ်ကလည်းကောင်းမယ်ဖိလဲဖိလိုက်မယ်ဆိုရင်အဲ့ဒါအမိန်ပေးပြီးတော့ကဲမီးထွက်စေဖန်ဆင်းရှင်ကနေမီးဖန်ဆင်းပေးပါလို့ဖို့လိုသေးလားလိုပါဘူးခင်ဗျခုဒီမှာလည်းမြင်စိတ်ကိုဖန်ဆင်းရှင်များဖန်ဆင်းတယ်မထင်လိုက်နဲ့ဘယ်ဖန်ဆင်းရှင်မှာ creator မရှိဘူးရှိလားမရှိဘူးမျက်စိရှိတယ်မြင်စရာရှိတယ်တိုက်တယ်မြင်တယ်ဟုတ်တယ်မဟုတ်လားအဲဒါကြောင့်မမြင်မြင်ရင် မကြည့်နဲ့ဟုတ်တယ်မဟုတ်လားမကြည့်ပဲနဲ့တက်နိုင်တယ်များစက်ခုံတွေကိုထိမ့်လို့မရဘူးလားထိမ့်တယ်အဲ့လိုဆိုတော့မြင်သွားပြီဆိုမြင်မြင်ချင်းအကုသို့ဖြစ်သလားလို့ပြောရင်မဖြစ်သေးဘူးမြင်မြင်ချင်းဟုတ်တယ်မဟုတ်လားရှေ့ဆက်လိုက်လို့ပြဿနာတက်တာအော်ပန်းလေးပဲအော်အဖြူရောင်လေးပဲအော်လှသားပဲဒါလေးမဆိုးဘူးအဲ့ဒါတွေကပြဿနာတက်တာဟုတ်တယ်မဟုတ်လားအဲ့ဒါမျိုးဖြစ်သွားပြီးတော့ဒီဖြူလေးကိုမြင်ပြီးတော့ ဒီလိုပန်းလေးရရင်ကောင်းမှာပဲလို့လိုချင်စိတ်လေးဖြစ်ရင်တဏှဆက်လိုက်လာမှာသိကြတယ်ဟုတ်တယ်မို့လားခံစားမှုကိုအကြောင်းပြုပြီးနောက်ကတဏှလိုက်တာမရှိဘူးလားမရှိပါဘူးအဲ့လောက်နဲ့မရက်ဖဲနဲ့မဖြစ်ဘူးမင်းရကိုရမှာဖြစ်မှာနော်ဆိုရင်နောက်တစ်ဆင့်တက်သွားမယ်ဥပါရံအစဉ်မျိုးရောက်သွားတာမရှိဘူးလားအဲ့ဒီကနေမဟုတ်ဘူးသူများဟာဒါကသွားယူလို့ဘယ်ဖြစ်မလို့ဘသူဟာပဲဖြစ်ပြီးငါကတော့ရကျင်ရအောင်ယူမှာပဲအကုသို့ဖြစ်တော့တာ ဟုတ်တယ်မလားကုသိုလ်ဖြစ်ခြင်းတဲ့ပုဂ္ဂိုလ်ကျတော့တမျိုးဖြစ်တော့ပန်းလေးလှလားပဲဖျားတင်ကောင်းမယ်တမျိုးဖြစ်သွားမယ်ဟုတ်တယ်မလားအဲဒါကြောင့်မို့ဒုသူတော်စင်များတဘာဝတရားကိုတဘာဝအတိုင်းနားလည်ထားဖို့မလိုဘူးလားတဘာဝတရားတွေကိုတဘာဝတရားတိုင်းနားလည်ထားဖို့လိုတယ်ဟုတ်လားအဲ့ဒါမျိုးနားမလဲရင်ငါကမြင်တာသူကမြင်တာငါပိုင်တာသူပိုင်တာ မဟုတ်ဘူးတယောက်ယောက်ကဖန်ဆင်းပေးတာနဲ့ရှုပ်ပွေပြီးတော့နေတာမရှိဘူးလားအဲ့ဒီသဘောတရားတွေကိုသိကျင်အဘိဓမ္မာကိုကြက်ကြန္နနာလေ့လာရမယ်။ဘာကိုလေ့လာရ?အဘိဓမ္မာကိုလေ့လာလေလေဖရားကိုကြည်ညိုလေလေဖြစ်သွားလိမ့်။အဘိဓမ္မာနဲ့မတွေ့မထီရသေးတဲ့ပုဂ္ဂိုလ်သည်တမန်ငါရှံငါဗုဒ္ဓဘာသာပဲဖြစ်လိမ့်မယ်။အရာရာမှာအဘိဓမ္မာလွတ်တာရှိလား?မရှိဘူး။စကားပြောလဲမလွတ်ဘူး။ထိုင်နေလဲမလွတ်ဘူး။ စဉ်းစားလဲမလွတ်ဘူးအားလုံးဒီအဘိဓမ္မာထဲမှာအကုန်ရှိတယ်အဲဒါကြောင့်အဘိဓမ္မာကိုတို့သူတော်စင်များကြိုးစားပြီးတော့အလင်းသိရင်သိတယ်လို့လေးလာတဲ့နဲ့အဲဒါမျိုးလေးလာလိုက်လို့ရှိရင်လောကမှာနေတတ်သွားတယောက်နဲ့တယောက်ခုတွေ့နေတယ်ဆိုရင်လေဒီပုံလေးတွေကြည့်ပြီးတော့ခဲတယောက်နဲ့တယောက်မျက်နှာလေးတွေတူရဲ့လားမတူဒါလည်းပဲသူကအဘိဓမ္မာနဲ့မြင်တတ်တဲ့ပုဂ္ဂိုလ်တွေကဘာမှထူးဆန်းမဟုတ်ဘူးဟုတ်တယ်မဟုတ်လား မျက်နာကြည့်ကြည့်လိုက်ကဲဖွေးတာရောမဖွေးတာရောဖြူတာရောမဖြူတာရောပြုံးရွှင်နေတာရော ချိုးကြတီနေတာရောချိုးကြတော့တမျိုးကြီးဖြစ်နေတာရောမရှိဘူးလားဘသူလှုပ်ထားတဲ့ထင်တာကိုကိုယ်တိုင်လှုပ်ထားတဲ့အတိုင်ကိုမျက်နာလေးတွေရနေတာခုဒီမှာဥပမာအဖြစ်ဖရာပန်လေးခုကဲဒီမှာမရှိဘူးလားသွားပြီးတော့ဖရာကဟာဖရာကြီးသွားပြီးလူအောင်မှာပဲတခါတလေလူရတာဟေးမလူခင်လဲကိုကစိတ်ကဝမ်းမြောက်ဝမ်းသာပန်းစည်းကိုကင်ထားတော့လဲဝမ်းမြောက်ဝမ်းသာ လူတော့လဲဝမ်းမြောက်ဝမ်းသာဟိုဘက်ကလူပြီးတော့ပြန်စင်းသားကြည့်တော့လဲဝမ်းမြောက်ဝမ်းသာယုံယုံရွှင်ရွှင်နဲ့လူတာမရှိဘူးလားအဲ့ဒါမျိုးယုံယုံရွှင်ရွှင်နဲ့လူတာကိုသောမနတကုသိုလ်တဲ့ဘာကုသိုလ်သောမနတကုသိုလ်အဲ့ဒါမျိုးမဟုတ်ဘဲနဲ့လက်ထဲပစ္စည်းကင်ထားတာတော့မှန်တယ်တမန်ငါရှံငါညနေကြည့်လိုက်တော့လဲအောက်အီးဖြစ်ပြီးတော့တမျိုးကြီးသူ့ပုံစံမအီမလဲကြီး မအီမလဲလှုပ်တယ်ယူသွားတော့ကလည်းဘာစိတ်မှမရှိဘူးဟိုမှလူတော်လဲဘာမှမဖြစ်ဘူးကြီးတော်လဲပြီးပြီးရောလှုပ်ထားခဲ့တယ်ဒါမျိုးတွေမရှိဘူးလားအဲ့ဒါကိုသဗ္ဗေကဥပိ္ပခာကုသိုလ်တဲ့ဘာကုသိုလ်ဟမ်အဲ့ဒါမအီမလဲကုသိုလ်ဘာကုသိုလ်လဲမအီမလဲကုသိုလ်လှုပ်ရင်မအီမလဲမျက်နာရတဲ့တည်းကြာကြာနာနာပြုံပြုံရွှင်ရွှင်နဲ့ထက်ထက်တန်တန်လှုပ်ခဲ့လို့ရှင်ရင်သောမနတကုသိုလ်ဖြစ်ရင်ဖြစ်လျာဘဝတန္တရာမှာလူချစ်လူခင်ပေါ်တယ် ရုံမျိုးရွှင်ရွှင်မျက်နှာမျိုးကိုရတယ်အလွယ်တကူနဲ့ရည်တတ်တယ်ဟုတ်လားနော်ပြုံးတတ်တယ်အဲ့ဒါမျိုးမဟုတ်ရင်သူကဓာတ်ပုံရိုက်တာတောင်းမှပြုံးမအောင်ပြုံးမအောင်ပြုံးမအောင်လုပ်လေလေတီသွားလေလေအဲ့ဒါမျိုးဖြစ်သွားတာမရှိဘူးလားအေးအဲ့လောက်ထိပြုံးခိုင်းရတဲ့လူတွေလည်းအများကြီးအဲ့ဒါဘာရဲ့တတ္တိလဲပြောရင်ဥပိ္ခာရဲ့တတ္တိပဲဘာရဲ့တတ္တိလဲ နောက်သွားပြီးတော့ကြည့်ရင်လောက IGR တွေတယောက်နဲ့တယောက်မတူချိုးကသိပ်ပြီးတော့အဆင့်မြင့်တယ်နော် IGR သိပ်ပြီးတော့မြင့်တယ်ညံညံသွေးသိပ်ကောင်းချိုးကြညံညံသွေးသိပ်လိမ့်တယ်သင်လို့ကိုမရအောင်ဖြစ်တယ်တချို့ကြတစ်ခေါက်နှစ်ခေါက်ဖတ်တယ်တန်းပြီးတော့စာတွေကိုသဘောပေါက်ရသွားမရှိဘူးလားမရှိဘူးဘယ်သူလုတ်ခဲ့တယ်ထင်လားကိုလုတ်ခဲ့တာအတိတ်ကလုတ်ခဲ့တာဘယ်ကလုတ်ခဲ့အဲ့ဒါဘာကွာလဲပြောရင်ညံပါပြီးတော့နော်လှူဒါန်းတာနဲ့ ဉာဏ်မပါပဲနဲ့လှူတာဉာဏ်ပါပြီးတော့လှူဒန်းတာကိုစပေကညာနတမယုတ်ကုသိုလ်တဲ့ဘာကုသိုလ်လဲညာနတမယုတ်ကုသိုလ်ဉာဏ်ရှင်ဉာဏ်ပါပြီးတော့လှူဒန်းတယ်တဲ့ဟုတ်လားနော်ဉာဏ်ပါပြီးတော့လှူဒန်းတယ်အဲ့လိုမျိုးဉာဏ်ပါပြီးတော့လှူဒန်းတဲ့အခါဘလို့လှူရသလဲလို့ပြောရင်တို့သူတော်စင်များဒီလိုလှုပ်တာဒီအော်ဒါဟာကုသိုလ်လှုပ်တာကံတစ်ခုကိုလှုပ်လိုက်တာ ဒါဒီသူတို့ဘာကိုမထိခိုက်ဘူးအဲ့ဒါကြောင့်ကောင်းတဲ့ကံတစ်ခုကိုငါလှုပ်တာကံကံရဲ့ဒီလိုကောင်းတာကိုလှုပ်ရင်ဘုဘကဘာအကျိုးရှိကောင်းတဲ့အကျိုးရှိတယ်ကံကံရဲ့အကျိုးပြောကြည့်ပါကံကံရဲ့အကျိုးအဲ့ဒီအကျိုးကိုနားလေသဘောပေါက်ပြီးတော့လှုပ်တာရှိတယ်တချို့ကြပြီးပြီးရောဆုံးလောင်းတာကြည့်ကြည့်ပါဟုတ်တယ်မဟုတ်လားကြွလာတဲ့ရန်တန်ကလောင်းတယ်လောင်းတဲ့ပုံစံကိုကြည့်ကြည့်လိုက်လို့ရှိရင် ွန်းကော်တယ်ခတ်ပြီးတယောက်နဲ့တောင်စကားပြောနေလိုက်သေးတာဟုတ်တယ်မို့လားတစ်ဖက်ကလောင်းတော့လောင်းနေတာပဲမင်းတို့ဘယ်သွားမှာတုံးတို့လီဆိုပြီးလောင်းတာမရှိဘူးလားအဲ့ဒီမှာကြည့်လိုက်ရင်ဒီဘက်ကသွန်းနေတော့ဂုံသွားလိမ့်နော်ဒါပေမဲ့ညံမှာသူ့ရှင်းထားတာရှိလားအဲ့ဒါမျိုးကိုညာနာဝိပယုတ်ကုသိုလ်ဘာကုသိုလ်ညာနာဝိပယုတ်ကုသိုလ်အဲ့ဒီပုဂ္ဂိုလ်များဒီဖြစ်လျာဘဝတန်ត្រာမှာအင်ဂျူအားတွေညံအားတွေနေပါတတ်တယ်အဲ့ဒါကြောင့်တို့သူတော်စင်များ အလူလုတ်အလူလုတ်ဆိုတဲ့နမ်းမှာလည်းပဲပစ္စည်းလူတာတူတယ်သူ့ဘုံမတူရင်အကျိုးတူရဲ့လားမတူဘူးအဲ့ဒါကြောင့်လူမဲ့ဆိုရင်သောမနတကုသိုလ်ဖြစ်အောင် ကြိုးစားဘာကုသိုလ်နောက်တစ်ခုကဉာဏ်ရှင်ပြီးတော့လုပ်တဲ့ကုသိုလ်ညာနာတမယုတ်ကုသိုလ်ဖြစ်အောင်ကြိုးစားရမယ်ဘာကုသိုလ်ခဲနောက်တစ်မျိုးကလောကထဲမှာကြည့်လိုက်တဲ့ဇုံတွေ့လေဦးနော်အခိုင်းလွတ်သူနဲ့အခိုင်းမလွတ်သူတဲ့ဘာနဲ့ဘာလဲအခိုင်း အခိုင်းလွတ်သူနဲ့အခိုင်းမလွတ်သူတဲ့ချိုးသွားပြီးတော့ကြည့်ရင်ခိုင်းစရာမလိုဘူးဒီချိန်အိယာထရအိယာထရတဲ့တပြိုင်နဲ့ရှင်းအောင်ခောက်ရ